ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာအီယာဝတီမြစ်ရေပြန်လည်ကျဆင်းလာပေမဲ့ညနေဒေသတွေမှာရေတင်ကျနေစေဖြစ်ပြီးဒေသခံပြည်သူတွေအတွက်တောက်သုံးရေအစားအသောက်အကူအညီများအရေးကြီးလိုအပ်နေတယ်လို့လူမှုကူညီရေးအတင်းတွေထံကနေသိရပါတယ်။ဇွန်လ3ရက်နေ့ကမြစ်ရေပြန်လည်ကျဆင်းပေမဲ့တပ်ပေါင်းချန်ရမ်ဘူးအနောက်လေကုံမြစ်ငိန်အေးစားတဲ့မြင်းနဲ့ရက်ွက်တွေမှာရေတင်ကျနေစေဖြစ်ပြီးရေတက်ရေပုံပိုင်တွေနဲ့တွင်းရေများအသုံးပြုရမရသေးတဲ့အတွက်ချက်ပြုတ်စားတောက်ရန်ခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါတယ် ပြကျင်းနာမျိုးရဲ့အီယာဝတီမြေရဟာဇွလ3ရက်နေ့လောက်တည်းကပြန်ကျသွားတယ်။ဒါပေမဲ့မြေနှိမ်ပြီးကြိမ်ဖြစ်နေတဲ့နေရာတွေမှာတော့ရေတင်ကြံတာမျိုးတွေရှိနေတယ်။တချို့ကတော့ကေဆေးရေစခန်းတွေမှာပဲနေထိုင်ကြသေးတယ်။အများစုကတော့အိမ်သက်ရှင်ရဲ့လုပ်ရည်နဲ့ကိုယ့်အိမ်မှာပဲနေနေကြတယ်။ရေရှိနေသေးတော့ချက်ပြုတ်စားတောက်လို့မရဘူးဖြစ်နေတယ်။နောက်ပြီးရေပုံပိုင်တွေတွင်းရည်တွေကိုတုံးလို့မရသေးတော့တောက်တုံးရဲ့အခက်ခဲတွေတော့ဖြစ်နေတယ်လို့၎င်းကပြောပါတယ်။ လက်ရှိမှာရေဘေးရှောင်ပီတူအနေငယ်ကကေဆေရဲစခန်းတွေမှာနေထိုင်နေကြပြီးအများစုကမိမိအိမ်တန့်ရှင်ရဲ့ပြုလုပ်ကပြန်လည်နေထိုင်နေကြတယ်လို့သိရပါဗျ။ရေဘေးရှောင်ပီတူတွေကိုတော့ရေတက်လာတဲ့အချိန်တုန်းကစာတင်ကျောင်းတွေဘုံရင်ကျောင်းတွေနဲ့ပြည်နယ်အစိုးရကသတ်မှတ်ပေးထားတဲ့နေရာတွေမှာခိတထားထားခဲ့ရတယ်။အခုရေပြန်ကျသွားတော့အများစုကကိုယ့်အိမ်မှာကိုပြန်နေကြပြီးအဲ့ဒီထဲမှာတော့ရေတင်ကြနေပေမဲ့အိမ်တန့်ရှင်ရဲ့လှုပ်ရင်ကိုယ့်အိမ်မှာပဲပြန်နေကြတဲ့သူတွေလေးပါတယ်။ တချို့ကတော့မပြန်ကြသေးပဲဖုံးကြီးเจ้าနေမှာနေထိုင်နေကြတဲ့တူတွေလည်းရှိတယ်လို့ရေပေးဆောင်များအေးကူညီပေးနေတူတအုကပြောပါရယ်အီယာဝတီမြင့်ဟာဇွန်လ၂ရက်နေ့မှာစိုးရင်ရဲအမတ်အထက်1205စင်တီမီတာအထိမြင့်တက်ခဲ့ပြီးအိမ်ထောင်စုတထောင်ကျော်လူဦးရေတထောင်ကျော်ကရေပေးဒုက္ခတွေကိုကြုံတွေ့ခဲ့ရပါရယ်ဒေသခံတွေအနေနဲ့အခုအချိန်မှာတောက်တုံးရေအစာအသောက်ကျန်းမာရေးနဲ့တန်ရှင်ရေးအတွက်အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့လူမှုကွန်ရက်အဖွဲ့တွေကပြောဆိုထားပါရယ်